တော်သူများအားလုံးမင်္ဂလာပါဆရာကဆရာရှင်ပါ grade 7သင်ကြားပေးရတဲ့များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့သင်ကြားမှုလေးကိုမျှဝေသင်ကြားမှုလေးကိုနေ့တည်းပေါ်ကြရဲဆိုလို့ရှိရင် subscribe လေးလုပ်ထားပေးပါနော်အဲ့တော့ဆရာတို့ဒီနေ့သင်ပေးသင်ခန်းစာလေးကအခန်းတည်းဂိမ်းပြများသင်ခန်းစာလေးကမှာ1.4.2ဂိမ်းပြများပေါင်းခြင်းကိုဂိမ်းမြင့်ပေါ်မှာပေါ်ပြခြင်းသင်ခန်းစာကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာသင်တဲ့အခါမှာဆရာတို့က usage လေးရှိပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာရဲ့ usage လေးကပါလဲဆိုတော့ ိန်းပြင်းပေါ်မှာကိန်းပြည့်များပေါင်းခြင်းကိုပြုလုပ်တတ်ဖို့ဖြစ်ပါတယ်။ဒါဆိုရင်ကိန်းပြင်းပေါ်မှာကိန်းပြည့်ပြောင်းခြင်းသင်ခန်းစာကိုဆရာနဲ့အတူတူလေ့လာလိုက်ကြရအောင်နော်။ကဲဒါဆိုဆရာကပုံစံတလေးနဲ့လည်းအရင်ဆုံးဆရာတို့လေ့လာကြမယ်။ဒါဆိုရင်ပုံစံတလေးတွေတွေ့ပြီးတဲ့အခါမှာတို့သမီးတို့နားလည်သွားပါမယ်နော်။ဒါဆိုဆရာတို့တွေပုံစံတလေးကြည့်အောင်။ကဲပုံစံတွက်မှာဆရာတို့က4 4နဲ့3နဲ့ပေါ့နော်4 3ဒီ7ရရှိတာကိုဆရာတို့က လေးနဲ့သုံးနဲ့ပေါင်းတာ900လောက်တော့တိဆရာတို့အတိုင်းမဲ့ဆရာတို့ဘာမှပေါင်းပါလဲဆိုတော့ဂိမ်းမြင်ပုံမှာပေါင်းပါဒါဆိုရင်ပထမဆုံးဆရာတို့ဘာလို့ရမလဲဆိုတော့ဂိမ်းမြင်ဆွဲရမယ်ဒါဆိုရင်ပထမဆုံးဆရာတို့ဂိမ်းမြင်လေးဆွဲလိုက်မယ်ဒါဆိုရင်ရှေ့ကဆရာတို့က for for the upon လေးဖြစ်တယ်ဒါဆိုရင်ဆရာတို့ရှေ့မှာဂိမ်းပြေလေးသင်ခဲ့တဲ့အခါမှာ upon ဒီဆရာတို့ကလက်ရပကိုဆွဲရမလားလက်ဝဲပကိုဆွဲရမလားဒါကြောင့်အပေါင်းဒီဟုတ်တယ်ဆရာတို့ဘာမှလည်းလက်ရပဲဖြစ်တယ်။ဒါဆိုရင်လက်ရပဲကိုဆရာတို့ဒီဘလောက်လဲ လေးယူနစ်ဆိုရရမယ်။ဒါဆိုရင်မူလစာမတ်ကနေမူလစာမတ်ဒီ၃ညဖြစ်တယ်။လေးယူနစ်လို့ပြောတဲ့အတွက်မူလစာမတ်ကနေစပြီးတော့လေးယူနစ်ရေးရမယ်။တယူနစ်၊နှစ်ယူနစ်၊သုံးယူနစ်၊လေးယူနစ်ဆိုရင်40ဆရာတို့ပါလို့ရမယ်။ပထမများကိုဆွဲရမယ်။ဒါဆိုရင်ဆရာတို့တွေဒီမူလစာမတ်ကလေးလက်ဝဲနဲ့လက်ရာလေးနားလည်ပြီးဆိုရင်မူလစာမတ်4ကိုဆွဲမယ်။ဒါဆိုရင်မူလစာမတ်၃ညကနေ40ပထမများကိုဆွဲလိုက်မယ်။ ကဲပြီးတော့ရင်ဘာဆက်လို့ရမှာလဲအပေါင်း3ဆိုတော့3ထပ်ပေါင်းရဒါဆိုရင်အပေါင်းဖြစ်တဲ့အတွက်ဆရာတို့တွေဒီလက်ရဘက်ကိုဆွဲရမလားလက်ဝဲဘက်ကိုဆွဲရမလားဟုတ်တယ်အပေါင်း3လို့ပြောတဲ့အတွက်အပေါင်းဒီလက်ရဘက်ကိုပဲဆက်သွားရမယ်ဘလောက်ယူနစ်ဆက်သွားရမှာလဲဆိုတော့ဆရာတို့တွေဒီ3ယူနစ်3ဆိုတော့ဒီနေ3ပထမအများဆုံးတဲ့နေရာကနေအမှတ်ကနေဆရာတို့ကဘလောက်လဲဆိုတော့3ယူနစ်ဆက်ပြီးတော့ဆွဲရမယ် ဒါဆိုရင်ဆရာတို့ဘလောက်အထိလဲ7အထိဆွဲရမယ်ဒါဆိုရင်ဆရာတို့တွေဒီပထမများအဆုံးကနေဒုတိယများကိုဆရာတို့အဆုံးပြီးဆွဲလိုက်တယ်3 unit ဆွဲလိုက်တယ်သူက3ဆိုတော့3 unit ဆွဲလိုက်တယ်ဒါဆိုအဖြေစဉ်းစားရတော့မယ်အဖြေဒီမူလစာမတ်၃ညမှာဒုတိယများအဆုံးနဲ့အထိဒီအဖြေရလတ်ဖြစ်တယ်ဒါဆိုရင်ဆရာတို့တွေဒီ brand ability ဆွဲရမယ်မူလစာမတ်၃ညကနေဒုတိယများအဆုံးနဲ့အထိဒီရလတ်ဖြစ်တယ်ဒါဆိုရင်ဆရာတို့တွေဒီ မူလစာမဲ့၃ညကနေကရိယာများဆုံးတဲ့အချိန်ဒီဘလောက်ယူနေလဲ7ယူနေဒါဆိုရင်သူပြောတဲ့4 flat 3 7ရရှိတဲ့ကိစ္စကိုခင်းမြင့်ပေါ်မှာရှာတာဆရာတို့ပြသွားပြီးရရှိသွားပြီဖြစ်တယ်။ဒါဆိုရင်ဥပမာ delay နားလည်မယ်လို့ဇာယုံကြည့်ပါရယ်။ဒါဆိုရင်နောက်ထပ်ဥပမာနည်းပြီးလေ့လာကြည့်ရအောင်။ကဲဒီတစ်ခါလဲရှိတာ4 for the upon game ဖြစ်တယ်။ဒါဆိုရင် number 1ဆရာတို့ပထမဦးစွာပါလို့ရမယ်။ game မြင်ဆွဲရမယ်။ game မြင်ပေါ်မှာဆွဲခိုင်းတာဖြစ်လို့ game မြင်ကယူကြည့်ရယ်။ ိမ်းမြဲရင်ဆွဲရမယ်ဂိမ်းမြဲလေးမှာဆရာတို့ကနှစ်ပတ်စလုံးဒီညာကောင်းလေးတွေတက်ရမယ်အဆုံးရှိတဲ့အတွက်ဆရာတို့ညာလေးတွေထည့်ရမယ်ပြီးသားရင်ဆရာတို့ဒီ4ဆွဲမယ်4ဒီမူလစမှတ်၃ညာကနေပဲယူတွဲရမယ်ဘယ်ကိုဆွဲရမလဲဆိုတော့လက်ဝဲလက်ရခွဲလိုက်မယ်အပေါင်းဖြစ်တဲ့အတွက်လက်ရဘက်ကိုဆွဲရမယ်4ဆိုတော့၄ယူနေဒါဆိုမူလစမှတ်၃ညာကနေပဲဒီလက်4အထိပထမညာကိုဆွဲရမယ်ဟောပြီးသားပြီ ဒါဆိုဒုတိယအများဆက်ဆွဲရမယ်ဒုတိယအများဆွဲဖို့ကြာဒီမှာ -3 အနှုတ်ဆိုတော့လက်ရဘက်ကိုဆွဲရမလားလက်ဝဲဘက်ကိုဆွဲရမလားအနှုတ်ဒီလက်ဝဲဘက်ကိုဆွဲရမယ်အဲ့တော့ညှဥ်လှဲ့တာလေးဒီတတိထားရမယ်အနှုတ်ဆိုရင်ဆရာတို့ကလက်ဝဲဘက်ကို -3 လို့ပြောရတဲ့3ယူနဲ့ဆွဲရမယ်ဒါဆိုရင်ဆရာတို့3ယူနဲ့ရေတွဲရမယ်ဘယ်ကနေလဲဆိုတော့ပထမပြင်းများအဆုံးတဲ့နေရာကနေရေတွဲရမယ်လက်ဝဲဘက်ဆိုတော့ဘယ်ဘက်ကိုရေတွဲမယ်1 2 3ဒါဆိုဆရာတို့ညှားလေးကဘယ်နားမှာထောင်ရမလဲ1 2 1နေရာအထိဆွဲရမယ်ဒါဆိုဟောဒီ1နေရာအထိဒီဒုတိယမြားဆွဲမှာဖြစ်တယ်ဒုတိယမြား -3 ပြီးသွားပြီဒါဆိုအဖြေထုတ်ဖို့ပဲကျွန်တော်အဖြေဒီဆရာတို့မူလစာမတ်ကနေဒုတိယမြားဆုံးတဲ့အထိကအဖြေဖြစ်တယ်ဒါဆိုရင်ဒုတိယမြားဒီဟောဒီစိန်ရောင်း -3 လေးဆုံးတဲ့နေရာဒီဒီနေရာမူလစာမတ်က3ညာဒါဆိုရင်3ညာနဲ့ပဲဒီတဲ့ဒီနေရာဒီဟောပြီနော်အဲဆို1အထိဒီဒုတိယမြားဆုံးတဲ့အထိဒီရလတ်အဖြေဖြစ်တယ်ဒါဆိုရင် ူလစာမဲ့တုံညာလေးနဲ့ဒီဒုတိယမြောက်ဆုံးတဲ့နေရာလေးအထိဒီရေးကြည့်လိုက်တော့ဒယူနဲ့ဖြစ်တယ်။ဒါကြောင့်အဖြစ်ဒီဆရာတို့ဘလောက်ရလဲဝိုင်းရတာဖြစ်တယ်။ဒါဆိုရင်ဥပမာနေလီနားလည်းမယ်လို့ုံကြည့်ပါရယ်။ဒါဆိုရင်နောက်တစ်ခုဆိုပြီးတော့လေးလိုက်အောင်ပါဥပမာ၃ကဲဒီတစ်ခါကျတော့ဆရာတို့ကကြည့်ရအောင်ပထမဆုံးခင်ဗျားရင်ဆွဲမယ်။ဟုတ်ပြီနော်အဲ့ဒါဂိမ်းမင်းလေးရင်ဆွဲမယ်။ဗိမင်းလေးဆွဲပြီးသားရင်ဆရာတို့ minor 4 minor 4ဆိုတော့အနှုတ်ဖြစ်တယ်အနှုတ်ဆိုတော့လက်ရဘက်ကိုဆွဲရမလားလက်ဝဲဘက်ကိုဆွဲရမလား ါတော့လေဝဲလက်ရပါအရေးကြီးတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီ minor ဖြစ်တဲ့အတွက်ပဲဆွဲရမယ်လေဝဲဘက်ကိုဆွဲရမယ်အဲဆို minor 4ဆိုတော့မူလစမဲ့၃ညကနေပဲဒီဆွဲရမယ် minor 40ဒီပထမများဖြစ်တယ်ဒါကြောင့်04ကနေ minor 40ဒီပထမများအနှုံးလို့ပြောတဲ့အတွက်လေဝဲဘက်ကိုဆွဲရမှာဖြစ်တဲ့အတွက်များကောင်းလေးဒီလေဝဲဘက်ကိုလဲရမယ် ညာကောင်းလေးက legendary ပဲကိုလှည့်ပြီးတော့မဆွဲရဘူးဟုတ်ပြီနော်ဒါဆိုရင် minus 4ပြီးတော့ပြီဒုတိယအများဆွဲမယ်ဒုတိယအများကဆရာတို့က minus 3 minus ဖြစ်တဲ့အတွက် lower ဘက်ကိုပဲဆက်ပြီးတော့ဆွဲရမယ်ဘလောက်ယူနေလဲ3ယူနေဒါဆိုဆရာတို့ကရေတွဲလိုက်မယ်3ယူနေ2ယူနေ3ယူနေပထမအများအဆုံးမှဒုတိယအများဆွဲမှဖြစ်တဲ့အတွက်ပထမအများအဆုံးကနေ3ယူနေရေတွဲလိုက်မယ်ဘလောက်အထိဆွဲရမှာလဲဆိုတော့7အထိဆွဲရမယ်ဒါဆိုဆရာတို့တွေဒီ7အထိ ုတိယများဆွဲလိုက်ပြီးဒါဒီဆရာတော်က -3 ကိုဆွဲလိုက်ပြီးဒါဆိုရင်အဖြေထုတ်တော့မယ်အဖြေဒီမိုလာဆမ်းမဲ့၃ညမှာဒုတိယများဆုံးတဲ့အထိဒီအဖြေဖြစ်တယ်ဒါဆိုရင်ဆရာတော်ဒီ0ကနေဆရာတော် -7 အထိဆိုဘယ်လောက်ယူနေဖြစ်သွားမလဲ -7 ရသွားပြီဒါဆိုရင် ဥပမာလေးမှာပေးထားတဲ့ -4 နဲ့ -3 နဲ့ပေါင်းခြင်းသည် -7 ရတယ်ဆိုတာကိုဆရာတို့ပြန်မှပေါ်ပြတတ်ပြီလေဆိုတော့ gaming ပေါ်မှာပေါ်ပြတတ်ပြီဖြစ်တယ်ဒါဆိုရင်ဥပမာ၃လေးကိုနားလည်မယ်လို့ယုံကြည်ပါတယ်ကဲဒါဆိုဆရာတို့နောက်တစ်ခုသွားရအောင်ပါဥပမာဒီဒီတစ်ခါကျတော့ဆရာတို့3နဲ့ -5 နဲ့ပေါင်းခြင်းကို gaming ပေါ်မှာဆွဲပါဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ gaming လေးရင်ဆွဲလိုက်မယ်3လို့ပြောတဲ့အတွက်ဆရာတို့အပေါင်းဖြစ်တယ်ဒါဆိုရင်လက်ရာဘက်ကိုဆွဲရမလားလက်ဝဲဘက်ကိုဆွဲရမလား ဟုတ်တယ်လက်ရာပဲကိုဆွဲရမယ်ဘလောက်ယူနစ်နဲ့မူလစမှတ်၃ညကနေ၃ယူနစ်ဆွဲရမယ်3အထိဒါဆိုပထမများဆွဲနိုင်မယ်အပေါင်းလို့ပြောတဲ့အတွက်များကောင်းလေးဒီလက်ရာပဲကိုလက်ရမယ်ပြီးတော့ရင်ပထမများအဆုံးမှာဒုတိယများကိုဆွဲပါပထမများအဆုံးကနေဒုတိယများဆွဲရမယ် minus 5ဒါဆိုရင် minus လို့ပြောတဲ့အတွက်ဟောဒီလက်ရာပဲကိုဆွဲရမလားလဝဲပဲကိုဆွဲရမလား minus လို့ပြောတော့ဟုတ်တယ်လဝဲပဲကိုဆွဲရမယ်ဘလောက်ယူနစ်လဲ5ယူနစ်5ယူနစ်ဒါဆိုဆရာတို့တွေဒီ 5ယူနဲ့ရေတွဲမယ်ပထမအများအဆုံးကရေဆွဲရမှာဖြစ်လို့ပထမအများအဆုံးကရေတွဲမယ်10 9 10 4နာဒါဆိုရင်ဆရာတို့ဘယ်ဒီဆွဲရမလဲ -2 အထိဆွဲရမယ်။နောက်ပြီเนาะဒါဆိုရင် -2 ဒီဒုတိယမြောင်းကိုဆွဲရမယ်။ -5 ကိုကူစားပြုတဲ့အတွက် -5 ဒုတိယမြောင်းဆွဲပြီးပြီ။ -5 ဖြစ်တဲ့အတွက်မြောင်းကောင်းလေးရလိုပဲပြပြလေးရအောင်။အပြည့်ထုတ်တော့မယ်။ အဖြေဒီမူလစာမဲ့၃ညမှာဒုတိယအများဆုံးတဲ့အဖြေဒီအဖြေဖြစ်တယ်ဒါဆိုရင်ဒုတိယအများဆုံးတာနေရာဒီ -2 နေရာမူလစာမဲ့က၃ညဒါဆိုရင်0ကနေပဲဒီရေးတွေ့ရမယ်မိုင်နပ်2တိတိအဖြေဖြစ်တယ်ရလက်ဖြစ်တယ်ဒါဆိုရင်0ကနေမိုင်နပ်2ဆိုတော့ဘလားလဲမိုင်နပ်2မြားကောင်းလေးကလက်ဝဲဘက်ကိုရနေသွားနေရာဖြစ်တဲ့အတွက်မြားကောင်းလေးဒီလက်ဝဲဘက်ကိုလက်ရမယ်အဖြေထုတ်တဲ့နေရာမှာတတိထားရမယ်မူလစာမဲ့ကနေပဲရေးတွေ့ရတာဖြစ်လို့မူလစာမဲ့လေးဒီစာမဲ့ဖြစ်ရမယ် မြရဲ့မိပိုင်းလေးသိရမယ်ဒုတိယအများဆုံးတဲ့နေရာဒီအဖြေဖြစ်တဲ့အတွက်ညာကောင်းလေးဒီဒုတိယအများဆုံးတဲ့နေရာမှာပဲလှည့်နေရမယ်အဖြေထုံးပါပြီเนาะဒါဒီဒါလေးသတိထားရမယ်ဒါဆိုရင်3နဲ့ -5 နဲ့ပေါင်းခြင်းဒီဂိမ်းမြင့်ပေါ်မှာ -2 ရအောင်ဆရာတို့ဘာလို့တက်ပြီလဲဆွဲတက်ပြီလို့ဆရာယုံကြည်ပါတယ်ကဲဒါဆိုရင်ဆရာတို့ဒီချိန်ကန်ပြီးသွားရအောင်ဒီချိန်ကန်1.4ဂိမ်းမြင့်ကိုအသုံးပြုရတဲ့အောက်ပါဂိမ်းမြင့်တစ်ခုစီပေါင်းလက်ကိုရှာပါ ကဲဒါဆိုဆရာတို့ဒီနံပါတ်ကကြီးခုနကဥပမာလေးလိုပဲဆရာတို့ဘာလုပ်မလဲဂိမ်းမြင်ဆွဲလိုက်မယ်ကဲဒါဆိုဂိမ်းမြင်ဆွဲလိုက်ပြီ -7 -7 ဆိုတော့အနှောက်ဂိမ်းဖြစ်တဲ့အတွက်လက်ရဘက်ကိုဆွဲရမလားလက်ဝဲဘက်ကိုဆွဲရမလားစဉ်းစားရမယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့လည်းဒီအနှောက်ဖြစ်တဲ့အတွက်ဘယ်ကိုဆွဲရမလဲလက်ဝဲဘက်ကိုဆွဲရမယ်ဒါဆိုရင် -7 ဆိုတော့မူလစမ်းမဲ့၃ညကနေဘယ်ဒီဆွဲရမလဲ -7 ဒီပထမမြောင်းကိုဆွဲရမယ် အဲ့ဒါစီကံလေးပဲဟုတ်ပြီနော်အဲ့တော့ပထမများဆွဲလိုက်မယ် minus 7ပထမများဆုံးမှာဒုတိယများကိုဆွဲပါအဲဒါလေးမှတ်တမ်းရဒါဆိုပထမများဆုံးကနေဒုတိယများဆွဲမယ်5လို့ပြောတယ်9လို့ပြောတယ်ဒါဆိုရင်ဆရာတို့ကဒီ9ဒီအပေါင်းဖြစ်တဲ့အတွက်လက်ရာဘက်ကိုဆွဲရမယ်ဒါဆိုလက်ရာဘက်ကိုဘလောက်ယူနေပေါင်းရမလဲ9ယူနေပြန်ဆွဲရမယ်ဒါဆို1 2 3 4 5ဒါဆိုဘယ်အထိဆွဲရမှာလဲခင်ဗျင်းလေးက -2 ထိဆွဲရမယ် ဟုတ်ပြီเนาะဒါဆိုရင်ပထမအများအဆုံးမှာဒုတိယအများကို -2d ဆွဲလိုက်ဒါဒီ5ယူမယ်ဆိုတော့5ပြီးတော့အပြည့်ထုတ်တော့မယ်သူတို့နှစ်ခုပေါင်းခြင်းဟုတ်ပြီเนาะဒါဆိုရင်ဆိုတော့အပြည့်အစုံမူလဆမဲ့၃ညမှာဒုတိယအများဆုံးတဲ့အပြည့်ဒါဆိုမူလဆမဲ့ကဒီမှာ5ယူမယ်ဆိုတော့5ပြီးတော့အပြည့်ထုတ်တော့မယ်သူတို့နှစ်ခုပေါင်းခြင်းဟုတ်ပြီเนาะဒါဆိုရင်ဆိုတော့အပြည့်အစုံမူလဆမဲ့၃ညမှာဒုတိယအများဆုံးတဲ့အပြည့်ဒါဆိုမူလဆမဲ့ကဒီမှာဒုတိယအများကဒီမှာဒါဆိုရင်0လေးကနေဘယ်ဒီဆွဲရမလဲဒုတိယအများဆုံးတဲ့ဒီအများကောင်းလေးဒီလက်ဝဲဘက်ကိုလှည့်ရမယ်ဒါဆိုဆရာတို့ဘာဖြစ်သွားပြီလဲအပြည့်ရသွားပြီဟုတ်ပြီเนาะဒါဆိုရင်နံပါတ်ကကြည့်လေး နားလည်မယ်လို့ဆရာကြုံကြည့်ပါရက် -7 နဲ့ final ပေါင်းတာဒီပေါင်းရတယ် -2 ရတယ်ကဲဒါဆိုရင်နောက်ထပ်ခါပေး -3 နဲ့9နဲ့ဒါဆိုဆရာတို့ game လေးရင်ဆုံးဆွဲလိုက်မယ် -3 အနှုတ်ပြောတဲ့အတွက်ဖြစ်တဲ့အတွက်ဆရာတို့ဒီဘယ်ကိုဆွဲရမလဲ lower ဘက်ကိုဆွဲရမယ်မူလစာမဲ့၃ညကနေ -3 ထိပထမအများကိုဆွဲရမယ်ဆွဲလိုက်မယ်ပထမအများ -3 ီးတော့9 9ဒီ plus ဖြစ်တယ်ဒါဆိုဘယ်ကိုပြန်ဆွဲရမလဲလက်ရာဘက်ကိုဆွဲရမယ်ကို unit ဆိုတော့ဒီရေတွဲမယ်ကို unit ဒါဆိုရင်ဒဲငဲတောင်းလေးငါ6နေရှိကိုဒါဆိုဘယ်လောက်အထိဆွဲရမလဲ7အထိဆရာတို့ဒုတိယမြောင်းကိုဆွဲရမယ်ဒါဆို7မှာမြင်းလေးထောင်းလိုက်ပြီးတော့ဒုတိယမြောင်းကိုဆွဲလိုက်ကဲဒါဆိုအဖြေထုတ်တော့မယ် ပထမမူလစာမတ်ကနေဆရာတို့ဒုတိယအများဆုံးတဲ့အထိကအဖြစ်ဖြစ်တယ်ဒါဆိုရင်မူလစာမတ်ကဒီမှာဒုတိယအများဆုံးကဒီမှာဒါဆိုရင်ဒီကနေဒီထိပါလို့ရမယ်ဂိမ်းမြင်လေးဆွဲရမယ်သူဒီ sales unit ဖြစ်တယ်ဒါဆိုရင်ဖြည့်ထုတ်လို့ရပြီ -3 နဲ့9နဲ့ပေါင်းတာဒီဘလောက်ရလဲ sales ရတယ်ကဲဒါဆိုရင်ဂိမ်းမြင်ပုံမှာပေါ်ပြတတ်ပြီเนาะကဲဒါဆိုရင်နောက်ထပ်ခါခွဲပြီးတော့ခန်းငယ်လေးကြည့်အောင်ဒီတစ်ခါလေးဂိမ်းမြင်လေးဆွဲလိုက်မယ် အပေါင်းရှင်ဒါဆိုရင်ဆရာတို့လက်ဝဲလက်ရခွဲဦးမယ်ကွာနောက်ပိုင်းကျ join သွားရင်တော့လက်ဝဲလက်ရမထဲတော့လည်းရပြီဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီရှင်းဆိုတော့ဆရာတို့ဒီမူလစမဲ့၃ညကနေအပေါင်းဖြစ်တဲ့အတွက်ဘယ်ကိုသွားမလဲလက်ရဘက်ကို AD ဘယ်လောက်ဆိုမလဲပထမများကိုဆွဲနိုင်မယ်မူလစမဲ့ကပဲဆွဲရမယ်ဒီခါရပထမများအဆုံးမှဒုတိယများကိုဆွဲပါဒါဆိုပထမများအဆုံးကနေဒုတိယများ -11 ကိုဆွဲတော့မယ်မိုင်းနဲ့ဖြစ်တဲ့အတွက်လက်ရဘက်ကိုဆွဆဲရမလား လက်ဝဲဘက်ကိုဆက်ဆဲရမလားဟုတ်တယ်လက်ဝဲဘက်ကိုဆက်ဆဲရမယ်ဟုတ်ပြီနော်အဲ့ဒါလေးတွေ3ထားရမယ်ဒါဆိုရင်11ဆိုတော့ရေးမယ်ဒီနေ3456789107ဒါဆိုရင်ဘယ်အထိဆွဲရမလဲ -3 အထိဆွဲရမယ်ဒါဆိုရင်အဲ့ဒါဒီ -11 ကိုကိုစားပြုသွားပြီ Okay ဒါဆိုရင်ပထမအများလဲဆွဲပြီးပြီဒုတိယအများလဲဆွဲပြီးပြီအဖြေထုတ်တော့မယ်ရလက်ချက် တွေ့တော့မယ်။ဒါဆိုမူလရလက်ဒီမူလဆမ်းမက်တုံညာမှာဒုတိယအများဆုံးတဲ့အထိဒီရလက်အဖြစ်ဖြစ်တယ်။ဒါဆိုမူလဆမ်းမက်ကများပြီလေးဖြစ်ရမယ်။ဒုတိယအများဆုံးကိုအများကောင်းလေးတက်ရမယ်။ဒါဆိုရင်ဘလောက်ယူနေလဲ -3 ဒါဆိုအဖြေထုတ်လို့ရပြီ။အဲ့ဒီနဲ့ -11 နဲ့ပေါင်းတာဒီဘလောက်ရမလဲ -3 ရတယ်။ကဲဒါဆိုရင်သားတို့သမီးကိုလေ့ကျင့်ခန်းလေးနားလည်မယ်လို့ဆရာယုံကြည်တယ်။ဒါဆိုရင်သားတို့သမီးတို့တွေဒီကာကြီးငါးစာလုံးစားလေစာကွဲကိုသားတို့သမီးတို့ homework အနေနဲ့လေ့ကျင့်ကြည့်ကြမယ်နော်။ဒါသမီးတို့တွေ့တတ်မယ်လို့ဆရာယုံကြည်ပါတယ်။ဟုတ်ပြီနော်။ကဲဒါဆိုရင်စတာလေး homework ယူထားမယ်။တွေ့ကြည့်မယ်။ကဲဒါဆိုရင်နောက်ထပ် number 2ကိုသွားရအောင်။ဂိမ်းမြင်းကိုအသုံးပြုရေးတဲ့အောက်ပါလို့ကိုတပါ။ဒီတစ်ခါလဲဂိမ်းမြင်းကိုအသုံးပြုတော့တွက်ခိုင်းနေတယ်။ဒီတစ်ခါတော့ပေါင်းခြင်းနေပေးထားပြီးသား။ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့မလုပ်ရမလဲ။ဂိမ်းမြင်းလေးဆွဲရမယ်။ပြီးတော့ရင်ဆရာတို့ရှိက 7 7ဒီစားတော့အပေါင်းဖြစ်တယ်ဒါဆိုရင်မူလစာမဲ့၃ညကနေပဲဒီဆွဲရမလဲလက်ရာဘက်ကို7ဒီဆွဲရမယ်ဒါဒီပထမများဆွဲပြီးသွားပြီဒုတိယများဆွဲမယ်ပထမများအဆုံးမှဒုတိယများကိုဆွဲပါဩ2ဆိုတော့ဆရာတို့ဒီအပေါင်းဖြစ်တယ်ဒါဆိုဘယ်ကိုဆွဲရမလဲလက်ရာဘက်ကို2ယူနဲ့ဆက်ဆွဲရမယ်ဒါဆိုရင်ဒီယူနဲ့2ယူနဲ့ဆိုတော့ဘယ်ဒီဆွဲရမလဲ9ဒီဆွဲရမယ်ဒါဆိုရင်7ကနေ 90ဒုတိယမြား2 unit ကိုဆွဲပြီးသွားပြီအဖြေထုတ်တော့မယ်ရလတ်ဒီအဖြေဒီမူလားစားမဲ့၃ညမှာဒုတိယမြားစုံတဲ့အထိကအဖြေဖြစ်တယ်ဒါဆိုရင်0ကနေပဲဒီဆွဲရမလဲ90တတိယမြားကိုဆွဲရမယ်ကဲအဖြေရပြီ9ဒါဆိုအဖြေထုတ်လိုက်ရုံပဲ7 2ဒီပလိုင်းရတယ် is equal to 9ရတယ်တွဲလွယ်လीဟုတ်ပြီနော်ကဲဒါဆိုရင်ဇာတော့နောက်တစ်ခွာခါခွေးလေးပြရအောင် ကဲခါခွေကိမင်းရင်ဆွဲလိုက်မယ်ပရမများဆွဲမယ်သတိဒါဆိုအပေါင်းသုံးဆိုတော့ဘယ်ကိုဆွဲမလဲမူလစာမဲ့တုံညာကနေလက်ရာဘက်ကိုသတိအထိကိုပထမများဆွဲလိုက်မယ်ဟောပြီးတော့ဒုတိယများဆွဲမယ် -7 ဆိုတော့ minus ဆိုတော့လက်ဝဲဘက်ကိုပြန်ဆွဲရမယ်7ဆိုတော့ဘလောက် unit လဲ9 unit ရေးတွဲရမယ်ဒါဆိုရင်လက်ဝဲဘက်ကိုပထမများအဆုံးကနေရေးတွဲရမှာဖြစ်လို့ပထမများအဆုံးသတိကနေရေးတွဲမယ်1 2 3 4 ဒါဆိုဘယ်ဒီဆွဲရမလဲ -40 ဆွဲရမယ်ဒုတိယမြာကဲ3 unit လဲဆွဲပြီးပြီ -7 လဲဆွဲပြီးပြီအဖြေထုတ်တော့မယ်အဖြေဒီမူလားစမ်းမဲ့၃ညမှာဒုတိယမြာဆုံးတဲ့ဒီဒီရလက်အဖြေဖြစ်တယ်ဒါဆိုရင်၃ညကနေဘယ်လိုဆွဲရမလဲဒုတိယမြာဆုံးတဲ့ -40 ဒီညကောင်းလေးဆွဲရမယ်အဖြေဒီဘယ်လောက်ရလဲ -4 ကဲဒါဆိုဒီတို့လုံးရပြီ v plus minus 7 is equal to minus 4 okay ဒါဆိုခါခွေးလေးလဲတွက်တက်မယ်လို့ယုံကြည်ပါတယ် okay ဒါဆိုရင်နောက်ထပ်ကားငယ် okay ဒီတခါလဲပဲဆရာတို့ကကိန်းမြင့်လေးအရင်ဆုံးဆွဲမယ်ပထမဦးစွာကိန်းမြင့်ဆွဲမယ်ပြီးရင်ပထမများဆွဲမယ် minus 2ဒါဆိုရင် minus ဖြစ်တဲ့အတွက်0မူလစာမတ်ကနေလဝဲဘက်ကိုဘလားယူနေလဲ minus 2 unit ဆွဲမယ် minus ဖြစ်တဲ့အတွက်လဝဲဘက်ကိုပထမများဆွဲမယ် ပထမများအဆုံးမှာဒုတိယများကိုဆွဲပါဒုတိယများဆွဲဖို့အတွက်ကြည့်လိုက်တော့ blessing အပေါင်းဆိုတော့လက်ရဘက်ကိုပြန်ဆွဲရမယ်ဘလောက် unit လဲဆိုတော့6 unit ဒါဆိုပထမများအဆုံးကနေဒုတိယများ6 unit ရေးတွဲမယ်1 2 3 4 5 6ချောင်းနောက်ဆုံးပဲဒီဆွဲရမယ်40ဒီဒုတိယများဆွဲရမယ်6 unit အဖြေထုတ်တော့မယ်အဖြေဒီမူလစာမဲ့တုံညာမှာဒုတိယများဆုံးတဲ့အထိဒီ ရလတ်အဖြစ်ဖြစ်တယ်ဒါဆိုရင်0ကနေပဲဒီဆွဲရမယ်4ဒီဆွဲရမယ်တတိယမြာကဲအဖြစ်ဒီဘလောက်ရလဲ4ရဒါဆိုရင်အဖြစ် answer ထုတ်လို့ရပြီ -2 နဲ့6နဲ့ပေါင်းတာဒီဘလောက်ရလဲ is equal to 4ရကဲဒါဆိုရင်ကောင်းငယ်လေးဒီနားလည်မယ်လို့ယုံကြည်ပါတယ်ကဲနောက်ထပ်ဂါကြီးလေးတွဲအောင်ဂါကြီးက -3 နဲ့ -5 ဒီကအနုတ်တည်းကြီး ဟုတ်ပြီနော်ဒါဆိုရင်ဂိမ်းပြင်းလေးအရင်ဆုံးဆန်းမယ် minus လို့ပြောတဲ့အတွက်ဘယ်ကိုဆန်းရမလဲမူလစာမဲ့၃ညကနေလက်ဝဲဘက်ကိုဆန်းရမယ်ဘလောက်ယူနေလဲ3ယူနေဒါဆိုရင် minus 3ဆိုတော့ဟောရီအထိဘယ်ကနေလဲမူလစာမဲ့ကအဲဒါမူလစာမဲ့လေးကိုကနေ minus 3အထိဒီပထမများကိုဆွဲလိုက်တယ် minus 3ဒုတိယများဆွဲရမယ်ဒုတိယများဆွဲရင်ပထမများအဆုံးမှဒုတိယများကိုဆွဲပါဒါဆိုရင်ဒုတိယများဒီ minus ဖြစ်တဲ့အတွက်လက်ဝဲဘက်ကိုပဲဆွဲရမယ် minus 5ဆိုတော့ဘလောက်ယူနေလဲ 5 unit ဆွဲရမယ်ဒါဆိုရေတွက်ပြီးတနဲ့3 4ဒါဆိုဘယ်ဒီဆွဲရမလဲ80ဆွဲရမယ်အဲ့တော့ -80 ဒုတိယမြားဆွဲလိုက်ပြီးအဖြေထုတ်တော့မယ်အဖြေသည်မူလဆမ်းမဲ့၃ညမှာဒုတိယမြားဆုံးတဲ့အထိဖြစ်တယ်ဒါဆိုရင်ဟောဒီ0ကနေဘယ်ဒီဆွဲရမလဲ -80 ဆွဲရမယ်ဒုတိယလောက်ယူနေလဲ -8 ယူနေဒါဆိုအဖြေထုတ်လို့ရပြီ -3 နဲ့ -5 နဲ့ပေါင်းတာဒီဘယ်လောက်ရမလဲ m i n u s 8ဟောလွယ်လွယ်ပြီပဲဒါဆိုရင်ကျန်တဲ့ပု္ပ္ပာလေးတွေ၅စာလုံးစာလင်စာကွဲလေးတွေလည်းဒါတို့မျိုးတွတ်တက်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့အဲ့ဒါလေးလေ့ကျင့်မယ် homework ယူသွားပေးပါဟုတ်ပြီเนาะကဲဒါဆိုရင်ဆရာတို့သင်ခန်းစာလေးနောက်ထပ်နံပါတ်3ကိုတွားရအောင်ပါကဲဂိမ်းမင်းပေါ်မှာတော့နေရာချတတ်ရင်ဒီမှာကွက်လက်လေးတွေဖြစ်မှာဆိုရင်ဖြည့်တတ်ပြီပေါ့လွယ်လွယ်လေးပေါ့ဟုတ်ပြီเนาะဒါဆိုရင်ကာကြီးနဲ့ခါခွေလေးဖြည့်ကြည့်ပါအောင် ပြင်ဆန်တဲ့အခြေတိုင်းခဏလေးရပ်ထားလိုက်ပေါ့နော်ဗီဒီယိုလေးခဏရပ်ထားပြီးတော့ဖြည့်ပေါ့အဲပြီးတော့မှဆန်တဲ့အခြေတိုင်းပေါ့ဘာပဲနော်ကဲဒါဆိုဆရာတို့အဖြေတိုင်းအောင်ကဲပထမအများလေးကိုကြည့်မယ်ပထမအများဒီမူလစာမဲ့၃ညမှာပထမအများဆွဲထားတယ်ဘယ်လောက်ယူနေလဲတဲ့နေဆိုတော့နေယူနေလက်ရဘက်ကိုသွားထားတော့ဗာလေ2 2ရမယ်ဒါဆိုရင်ဒုတိယအများကပေးထားပြီးသားတောင်းယူနေပေးထားတယ်ဒါဆိုရင်အဖြေဒီမူလစာမဲ့၃ညမှာ တိယအများဆုံးတဲ့အသေးသေးအဖြစ်ဖြစ်တဲ့ဒါဆိုဘလောက်ယူနေလဲ5ယူနေဒါဆိုဒီကွက်လိုက်ထဲမှာဘလောက်ထည့်ရမလဲ5ထည့်ရမယ်ဒါဆိုအဖြစ်ဒီဘလောက်ရလဲ5โอเคနောက်တစ်ခါကိုပထမအများကိုရေးတွက်မယ်လေဝဲဘက်ကိုသွားထားရယ်ဘလောက်လဲမူလစားမဲ့တုံညာကနေဘလောက်ထိရှိလဲ -3 ဒါဆိုဒီကွက်လိုက်ထဲမှာ -3 ဒါဆိုအော်ဒီရှေ့ကွက်လိုက်မှာလည်းပဲ -3 ဒီဟာသူကတော့ဒုတိယများဟုပထမများဆုံးကဒုတိယများဆွဲထားတယ်ဘလယူနေလဲရေတူတော့5ပေးထားပြီးသားဖြစ်တယ်အဖြေထုတ်တော့မယ်အဖြေဒီမူလအစမဲ့၃ညမှာဒုတိယများဆုံးတဲ့အထိဖြစ်တယ်အဖြေကဘလယူနေလဲဒီယူနေနဲ့ယူနေလက်ရပုဂ္ဂိုလ်သွားတော့ဘလလဲဒူဒါဆိုဒီမှာလဲပဲဒူအဲဒါဆိုရင်ဖြေတတ်ခြင်းနဲ့မမ်မီလို့ယုံကြည်ပါရဲ့ကဲနာဆိုရင်နောက်ထပ်ပုံတွေဆက်ပြီးတော့ဖြေလိုက်ရအောင်ကဲနောက်ထပ်ကားငယ် သူကပထမများကပြီးထားတယ်ဒုတိယများကိုရေတွက်မယ်ပထမများအဆုံးကဒုတိယများဆွဲပါလားဆိုဆွဲထားတာရေတွက်တော့တယူနဲ့နယူနဲ့ဒါဆိုရင်လဝဲဘက်ကိုသွားတဲ့အတွက် +2 လား -2 လား -2 ဒါဆိုဒီကွက်လတ်ထဲမှာ -2 ဒါဆိုဒီမှာလည်းပဲ -2 ဒါဆိုအဖြေထုတ်တော့မယ်အဖြေဒီမူလဆမ်းမဲ့၃ညမှဒုတိယအများဆုံးတဲ့ဒီအဖြေဖြစ်တယ်ဘလောက်ယူနေလဲရေတွက်လိုက်တော့ -5 ကဲဒါဆိုဒီမှာဘလောက်လဲ -5 နောက်တဲ့ဂါဂျီဂါဂျီတရားပထမများလည်းမပေးတာဟုတ်ပဲအမှန်မပေးတာဟုတ်ကိုပါကိုတွေ့ရမယ်ဒါဆိုရင်ပထမများဒီမူလဆမတ်ကနေ for you နဲ့လို့ပေးထားတဲ့အတွက်လက်ရဘက်ကိုဆွဲထားတာဖြစ်လို့ပါလားလဲ plus for for ဟုတ်ပြီနော်ဒါဆိုဒုတိယများဒီပထမများအဆုံးမှဒုတိယများကိုဆွဲထားတယ်လက်ဝဲဘက်ကိုသွားနေတဲ့အတွက်ဗာနဲ့ထွက်မလဲ minus နဲ့ထွက်မယ်ဘလောက် unit လဲရေးတွေ့တော့တ unit နဲ့ unit ဒါဆိုဒီမှာဘလောက်လဲ minus 2အဖြေဒီမူလဆမတ်၃ညမှဒုတိယများအဆုံးနဲ့အတူဖြစ်တယ် လက်ရဘက်ကိုလှည့်ထားတဲ့အဖြေထုံးမဲ့ဒယူနဲ့နယူနဲ့ဆိုတော့အဖြေကဘလာလဲနေဒါဆိုရင်ဒီမှာလည်းပဲအဖြေသည်နေရမယ်ဟုတ်ပြီဒါဆိုရင်နောက်ထပ်ကပထမများလည်းမပေးထားဘူးဒုတိယများလည်းမပေးထားဘူးအဖြေလည်းမပေးထားဘူးကုပသူရရမယ်ဒါဆိုရင်ပထမများဒီမူလစမဲ့၃ညမှာပထမများဒီ5 unit ဆွဲထားတာဖြစ်လို့5ဒါဆိုဒီမှာလည်းပဲ5 ဒုတိယများသည်ပထမများအဆုံးမှဒုတိယများဆွဲထားရတယ်။လေဝဲဘက်ကိုဆွဲထားတာဖြစ်လို့ minus ဘလောက်ယူနေလဲရေတွက်တော့1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ဒါဆိုရင်ဘယ်လောက်လဲ -7 ဒါဆိုဒီနေရာသည် -7 ဒီမှာလဲ -7 အဖြေသည်မူလစမ်းမဲ့၃ညမှဒုတိယများအဆုံးနဲ့အထိဖြစ်တယ်ရေတွက်လိုက်တော့ -1 -2 ဒါဆိုဒီမှာပါဆင်းရမလဲ -2 ဒါဆိုဒီမှာလဲပဲ -2 ကဲဇာလုံးလေးရောက်ပါပြီဗျာဇာလုံးလေးကပုံမှန်ဘုရားရည်နဲ့မတူနေဘဲနဲ့တစ်မျိုးလေးဖြစ်နေတယ်သတိထားရမယ်နော်ကဲဒါဆိုသားသမီးတို့ဖြေထားတာလေးနဲ့ကြည့်ရအောင်ကဲပထမများလေးကတော့ဆရာတို့ကလေဝဲဘက်ကို -5 ဆိုတော့ထည့်လိုက်ရုံပဲ -5 -5 ပေါ့ကဲသားသမီးကမြားအတိုင်းလေးပဲရေတွေ့ပြီးတော့ထည့်ထားတဲ့သူတွေလည်းရှိကောင်းရှိမယ်ဒါဆိုဒီတိုင်းပဲထည့်ထားရင်နော်တယူနဲ့နှစ်ယူနဲ့မြားအတိုင်းရေတွေ့ထားရင်တော့ဒီမှာဘလောက်ပြမလဲ -2 ပေါ့ဒါဆိုဒီမှာ -2 ကဲအများအတိုင်းလေးပဲရေတွက်တော့ဒီမှာဘယ်လောက်ဖြစ်မလဲ။ဝမ်းကနေပဲသူကဒီမှာဆွဲထားတာဆိုတော့အများအတိုင်းရေတွက်လိုက်ရင်ဘယ်လောက်လဲ။7 minus 7ပေါ့။ကဲအဲ့လိုဖြေလိုက်ရင်မှန်ပါလား။ဆရာတို့ရဲ့ကိမြင်စနေလေးနဲ့ပြန်ပြီးတော့အဖြေစကြည့်အောင်။ကဲဆရာတို့ပထမအများကိုဆွဲမယ်။ပထမများသည့်မူလစာမကနေကိန်းယူနေတိုင်းဆွဲတယ်ဒုတိယများသည့်ပထမများအဆုံးကဆွဲရတယ်ကဲဟောမောကြည့်အောင်ဒီတိုင်းဖြေထားတဲ့လူလည်းရှိမယ်နော်ကဲဒါဆိုဆရာကြည့် ပထမများအဆုံးကဒုတိယများကိုဆွဲပါလေ။ကဲပထမများအဆုံးနေတာကဒီမှာ minus 5ဒီမှာပထမများအဆုံးကနေရေတွက်မယ်ဆိုဘယ်ကနေပဲစာပြီးရေတွက်ရမလဲ။ဘာဒီ5ကနေပဲရေတွက်ရမယ်။ဒါဆို5ကနေ sensitivity ဒီဘယ်လောက်ရှိလဲ။ 1u နဲ့ပဲရှိတယ်။ဒါဆိုရင်ဒီမှာဘယ်လောက်လဲ minus 1ထင်ရမယ်။အဖြေဒီမူလစာမဲ့၃ညမှာမူလစာမဲ့ကနေပဲရေတွက်ရမယ်။မူလစာမဲ့၃ညမှာဒုတိယများအဆုံးနဲ့အထိဒီအဖြေဖြစ်တယ်။ဒါဆိုရင်အဖြေတွက်တဲ့အခါဘယ်ကနေ ူလာဆမ်းမဲ့ဆိုတော့ဒီကနေရေတွေ့ရမယ်ဒုတိယအများဆုံးတဲ့အထိဆိုတော့ဒီအထိရေတွေ့ရမယ်ဒါဆိုဘလောက်ယူနစ်ပဲရှိမှာ minus 7ဆိုတော့ minus 7ပဲရှိအဲဒါဒီမှာပါထည့်ရမလဲ minus 7ထည့်ရမယ်ဒါဆိုအဖြေကဘလောက်ရမလဲ minus 7အဲတော့ဆရာတို့က3ထားရမယ်เนาะအဲတော့ဘူးစာလေးတွေကလွယ်လွယ်လေးကိုလွယ်လွယ်လေးတွေ့တတ်တဲ့3ထားရမယ်အဲဆိုရင်တအားသမီးတို့ဘာကြီးလင်းစင်ကန်းလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။အဲဆိုရင်ဒီနေ့သင်ခန်းစာလေးအနည်းချုံရမယ်ဆိုလို့ရှိရင် ဆရာတို့ဒီနေ့ဒီဘာလေးလာခဲ့တာလဲဆိုရင်ဂိမ်းပြည့်ပညာပေါင်းခြင်းကိုဂိမ်းမြင်းပေါ်မှာဖော်ပြခြင်းကိုလေ့လာခဲ့တယ်။ဂိမ်းမြင်းဒီမှာဖော်ပြခဲ့တယ်။သာသမီတို့ဖော်ပြတတ်မယ်လို့ယုံကြည်တယ်။ဖော်ပြတဲ့အခါမှာစီကံလေးရှိတယ်။အဲ့ဒီစီမြင်းစီကံလေးတွေမှတ်ထားရင် easy လွယ်လေးဟုတ်ပြီနော်။ဒါဆိုရင်ဆရာဂိမ်းမြင်းလေးတွေဆွဲပြရင်းနဲ့ပြောသွားတယ်နံပါတ်1ဘာလို့ရမလဲ။ဂိမ်းမြင်းဆွဲရမယ်။ပြီးရင်နံပါတ်2ကဘာလို့ရမလဲ။ ဆရာတို့တွေဒီအပေါင်းကိန်းဖြစ်လေရင်လက်ရာဘက်ကိုဆွဲရမယ်အနှုတ်ကိန်းဖြစ်လေရင်လက်ဝဲဘက်ကိုဆွဲရမယ်သူပေးတဲ့ gain ယူနေတဲ့အတိုင်းပေါ့5ဆိုရင်လည်း5 6ဆိုရင်လည်း6ဟုတ်ပြီနော်အဲ့တော့ -5 ဆို -5 -6 ဆို -6 ဟုတ်ပြီနော်အပေါင်းဆိုရင်ဗျာလေလက်ရာဘက်အနှုတ်ဆိုရင်လက်ဝဲဘက်ကိုပထမများဆွဲရမယ်ကဲပထမများဆွဲပြီးသွားရင်နော်တစ်စင်းကဘာလို့ရမလဲပထမများအဆုံးကနေမှဒုတိယများကိုဆွဲရမယ်ဒုတိယများဆွဲတဲ့အခါအပေါင်းကိန်းဆိုညာဘက်ကိုဆက်ဆွဲပြီးတော့အနှုတ်ကိန်းဆိုလက်ဝဲဘက်ကိုဆွဲရမယ် ါပဲဒုတိယများဆွဲရမယ်။ဒါဆိုပထမများပြီးပြီဒုတိယများပြီးပြီတတိယများဆွဲရမယ်အဖြေထုတ်တော့မယ်။တတိယများဆွဲတဲ့အခါတတိထားရမယ်။ဘယ်ကနေပဲဆွဲရမလဲ။မူလစာမတ်၃ညကနေဒုတိယများဆုံးတဲ့အထိပဲဆွဲရမယ်။အဲ့ဒါဒီတတိယများကိုဆွဲရမယ်။အဲ့ဒီတတိယများဒီဘာဖြစ်လဲ။အဖြေဖြစ်တယ်၊ရလတ်ဖြစ်တယ်။ဒါဆိုရင်ဟောဒီမှတ်စုလေးမှတ်ထားမယ်ဆိုရင်တာသမီတို့ဂိမ်းရင်းပေါ်မှာ ကင်းပြေတွေပေါင်းခြင်းကိုဆွဲတက်ပြီးလို့ဆရာယုံကြည်ပါတယ်အဲ့တော့မဆုစာဦးလေးသီးသန့်ထားပြီးတော့မဆုလေးတွေရေးစေချင်ပါတယ်ဒါသူမျိုးရေးမယ်လို့လည်းဆရာယုံကြည်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီနေ့ကင်းပြေများပေါင်းခြင်းကိုကင်းပြေပေါ်မှာဖော်ပြခြင်းသင်ခန်းစာသောက်သူမျိုးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ကဲဒါဆိုရင်သင်ခန်းစာရေးဆုံးပြီဆိုရင်ပြီးသွားပြီဆိုရင်ဆရာလက်ဆောင်လေးပေးတာရှိတယ်ဟုတ်ပြီနော်ဒီနေ့စကားလက်ဆောင်လေးကပါလဲဆိုတော့ လောဘကြီးပြီးမောဟလွန်းလျင်လေစီးပွားပြစ်တတ်ပြီအဲ့တော့လောဘကြီးကြီးပြီးတော့မောဟလွန်းစီးပွားပြစ်တတ်တယ်တဲ့သတိထားရမယ်နော်အဲဒါဆိုရင်တာဟုတ်သမီးတို့တွေဒီဆရာမီးပေါ်တို့တင်တစင်းမြင့်အောင်ကြိုးစားနိုင်တဲ့ចောင်းသားចောင်းသူလင်းမြောက်ဖြစ်ကြပါစေဘိုင်ဘိုင်